မိတ်ဆွေတို့ကဘာကြီးဟာရှုပ်ထွေးပွေလီတဲ့ပင်ကူအိမ်ကြီးတစ်ခုလိုဆက်ဆက်နေတယ်ဆိုတာကိုတွေးပူပါသလားတဘာဝပဝင်းချင်းပျက်စီးမှုဆင်းရဲမွဲတေမှုနဲ့လူမှုရေးအကြမ်းဖက်မှုတွေအားလုံးဟာတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်နေလဲဆိုတာသိချင်ပါသလားဒီနေ့မှာတော့ Free Job Capra ရဲ့ The Way of Life ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုမျှဝေပေးသွားပါမယ် Free Job Capra ဟာနာမည်ကျော်ယူဗဗေဒပညာရှင်တစ်ဦးဖြစ်ပြီးစနစ်သဘောတရားနဲ့ဂေဟဗေဒအကြောင်းတွေကိုအဓိကထားလေ့လာသူပါ သူ့ရဲ့စာအုပ်ထဲမှာကဘာကြီးရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အတွေးခေါ်ယူဆတွေကိုဘယ်လိုပြောင်းလဲတင်နေဆိုတာကိုဆွေးနွေးထားပါတယ်။ပါဆက်ရှင်အမြင်ပြောင်းလဲခြင်းအရေးကြီးပုံကဘာကြီးမှာရှိတဲ့ပြဿနာတွေအားလုံးဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင်ကဘာကြီးကိုမြင်တဲ့ကျွန်တော်တို့ရဲ့အမြင်ကိုပြောင်းလဲပြဖို့လိုပါတယ်။အရင်ကကဘာကြီးကိုဆက်ယုတ်ကြီးတစ်ခုလိုမြင်ခဲ့ကြပြီး လူသားတွေဟာတဘာဝနဲ့မသက်ဆိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒီအမြင်ဟာကမ္ဘာကြီးတစ်ခုလုံးချိတ်ဆက်နေတဲ့ကာလမှာအသုံးမဝင်တော့ပါဘူး။ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ဆိုရင်အတွေးခေါ်တွေကိုပြောင်းလဲရပါမယ်။ Holistic နဲ့ဂေဟပေဒအမြင်တွေကိုလက်ခံကျင့်သုံးရပါမယ်။ဒီအပြောင်းလဲဟာကိုပါနီကက်စ်ရဲ့တော်လှန်ရေးလောက်အရေးကြီးပါတယ်။အရာအားလုံးဟာအပြန်လန်ဆက်ဆက်နေတဲ့ဆိုတာကိုအတိမတ်ပြုရပါမယ်။တိုးတက်မှုနဲ့တဘာဝကိုလွှတ်မှုဖို့ဆိုတဲ့အတွေးတွေကိုစင်ကိုပြီးရေရှည်တည်တတ်နိုင်တဲ့အဖြေတွေကိုရှာဖွေတင်ပါတယ် ေါ်ထွက်လာတဲ့အတွေးခေါ်ကိုနှဆိုင်သောဂေဟဗေဒလို့ခေါ်ပါတယ်။အဲ့ဒီအယူဆအရတက်ရှိအားလုံးမှာတမိုးရှိပြီးလူသားတွေဟာကဘာကြီးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ဒီအမည်ဟာတဘာဝပဝန်းကျင်ကိုကောက်ွယ်ရုံသာမကပဲဆက်ကြောက်လာနဲ့ကျွန်တော်တို့ရဲ့ဆက်သွယ်မှုကိုပါအလေးထားပါတယ်။ခင်မီဆက်မှုလုပ်ငန်းတွေရဲ့တိဆောက်ပုံနဲ့တစ္စည်းကိုင်းဆိုင်သောဘဝနေထိုင်မှုပုံစံကိုမေးခွန်းထုတ်ပြီးကူပေါင်းဆောင်ရွက်မှုကိုဦးစားပေးတဲ့တမိုးစနစ်ကိုရှာဖွေသင့်ပါတယ်။ systems thinking စနစ်တကျတွေးခေါ်ခြင်းအစိပ်ပိုင်းတစ်ခုစီရဲ့ဂုံတတိတွေဟာမူလမဟုတ်ပါဘူးအစိပ်ပိုင်းတစ်ခုစီကိုကြီးမားတဲ့တစ်ခုလုံးရဲ့အစိပ်ပိုင်းအဖြစ်မြင်မှသာနားလည်နိုင်ပါတယ်အပိုင်းစတွေကိုအလေးထားတဲ့ရှင်းချရေးတွေးခေါ်ကနေတစ်ခုလုံးကိုအလေးထားတဲ့စနစ်တကျတွေးခေါ်ခြင်းကို20ရာစုမှာပြောင်းလဲခဲ့ပါတယ်ဇီဝဗေဒပညာရှင်တွေစိတ်ပညာရှင်တွေနဲ့ဂေဟဗေဒပညာရှင်တွေဟာဒီစနစ်ကိုစတင်အသုံးပြုခဲ့ကြပါတယ် တက်ရှိစနစ်တစ်ခုရဲ့အရေးကြီးတဲ့ဂုဏ်သတိတွေဟာအစိပ်ပိုင်းတွေရဲ့ဆက်ဆံရေးနဲ့အပြန်အလှန်အကျိုးသက်ရောက်မှုတွေကနေပေါ်ပေါက်လာတာကိုသူတို့တွေ့ရှိခဲ့ကြပါတယ်။စနစ်တကျတွေးခေါ်ခြင်းဟာတဘာဝအရာဆက်ဆက်မှုရှိပါတယ်။ထည့်ရတွေကိုကြီးမားတဲ့တစ်ခုလုံးရဲ့မူပေါင်းအတွင်းမှာနားလဲပါတယ်။ဒီအရာဟာအစိပ်ပိုင်းတွေကနေတစ်ခုလုံးကိုနားလဲတဲ့ကာတီရှန်ရဲ့ချင်းကပ်မှုကိုပြောင်းပြန်လာလိုက်ပါတယ်။စနစ်တကျအမြင်မှာအရာဝတ္ထုတွေဟာအခြေခံမဟုတ်ဘဲခွဲထုတ်မရတဲ့ဆက်ဆံရေးကွန်ရက်ထဲကပုံစံတွေသာဖြစ်ပါတယ်။ ဒီအမြင်ဟာဆဲကနေကိယစနစ်အထိရှုပ်ထွေးတဲ့တက်ရှိစနစ်တွေကိုနားလည်ဖို့အတွက်အရေးကြီးပါတယ်။ကိုယ်ရက်ဆိုတဲ့အယူဆဟာစနစ်တကျတွေးခေါ်ခြင်းရဲ့အဓိကအချက်ဖြစ်လာပါတယ်။ဒါဟာတဘာဝနဲ့သိပ္ပံဆိုင်ရာအသိပညာပေါ်ကျွန်တော်တို့ရဲ့အမြင်ကိုလွှမ်းမိုးပါတယ်။အသိပညာကိုအပြန်အလှန်ဆက်ဆက်နေတဲ့သဘောတရားတွေရဲ့ကိုယ်ရက်တစ်ခုဖြစ်မြင်ပါတယ်။သိပ္ပံဆိုင်ရာအကြောင်းအရာတွေဟာလောကတိကျမှုမရှိဘဲလိလတူရဲ့မေးခွန်းထုတ်တဲ့နိလန့်ပေါ်မှာမူတည်ပါတယ်။ life quotient တန်ခြင်းရဲ့အဓိကချက်တရှိစနစ်နဲ့တက်မဲ့စနစ်ကိုရှင်းရှင်းလင်းလင်းခွဲခြားနိုင်ဖို့အတွက်အထွေထွေစံနှုန်းတွေကိုဖော်ထုတ်သင့်ပါတယ်တရှိစနစ်တွေရဲ့ဘက်ဆုံး theory မှာအပြန်လည်မိခိုနေတဲ့စံနှုန်း၃ခုပါဝင်ပါတယ်စနစ်ရဲ့အဓိကလက္ခဏာတွေကိုသတ်မှတ်ပေးတဲ့လုပ်ငန်းစဉ်များရဲ့မိမိကိုယ်ကိုဖန်တီးတဲ့ကွန်ရက်ဖြစ်တဲ့စနစ်ရဲ့ပုံစံ စွမ်းအင်နဲ့အရာဝတ္ထုတွေဆင်ဆက်မပြတ်စီးဆင်းနေခြင်းဖြင့်တည်ငြိမ်မှုကိုထိမ့်သိမ်းထားတဲ့ပုံစံရဲ့ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ဖြစ်တဲ့တိဆောက်ပုံနဲ့မိမိကိုယ်ကိုထုတ်လုပ်တဲ့ပုံစံကိုတိဆောက်ရမှာပါဝင်တဲ့လှုပ်ဆောင်မှုဖြစ်တဲ့တိမှုလို့ဖြစ်ကြပါတယ်။အော်တိုပိုအေးစစ်ဆိုတာမိမိကိုယ်ကိုဖန်တီးခြင်းလို့အဓိပ္ပာယ်ရပါတယ်။အစိပ်ပိုင်းတစ်ခုစီကတခြားအစိပ်ပိုင်းတွေကိုထုတ်လုပ်ရမှာပါဝင်ပြီးကိုယ့်ရဲ့တစ်ခုလုံးကိုအမြဲတစေပြန်လည်ထုတ်လုပ်ပေးပါတယ်။ ဥပမာဆဲမြပါဟာဆဲရဲ့လုပ်ငန်းစဉ်တွေကနေထွက်လာတဲ့ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ဆဲကိုတီးချနဲ့မိမိကိုယ်ကိုဖန်တီးတဲ့ unit တစ်ခုအဖြစ်သတ်မှတ်ရမှာလဲတက်ကြွစွာပါဝင်ပါတယ်စိတ်ကိုလုပ်ငန်းစဉ်တစ်ခုအနေနဲ့သတ်မှတ်ခြင်းဟာစိတ်ရဲ့အယူဆကိုတိုးချဲ့လိုက်တာနဲ့အတူတူပါပဲစိတ်ဟာအရာခုမဟုတ်ပဲတက်ရှိစနစ်တွေရဲ့စီစဉ်ဆောင်ရွက်ပေးတဲ့လှုပ်ဆောင်မှုတစ်ခုသာဖြစ်ပါတယ်အုံနောက်မရှိတဲ့ bacteria တစ်ခုဟာပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေကနေတဆင့်တည်မြဲမှုကို ပြသပါတယ်။စိတ်နဲ့ရုပ်ကိုတက်ရှိဖြစ်ရတဲ့ခုလေးရဲ့မတူညီတဲ့ရှုထောင့်တစ်ခုအဖြစ်မြင်နိုင်ပါတယ်။ Self organization မိမိကိုယ်ကို စူးစီးခြင်းမိမိကိုယ်ကိုစူးစီးခြင်းဆိုတာဟာတဟားစာတမဖြစ်တဲ့ပွင့်လင်းတဲ့စနစ်တွေမှာပုံစံတစ်တွေနဲ့အပြုမူအတစ်တွေရုတ်တရက်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။အဲ့ဒီစနစ်တွေဟာပြင်ပကထိ ंछ ုပ်တာမျိုးမရှိဘဲအတွင်းပိုင်းမှာပဲတုတ်ပြတ်မှုတွေရှိပါတယ်။ ကနဝင်စနစ်တွေဟာအများဆုံးမတည်တတ်မှုစီကိုဥတီပေမဲ့တက်ရှိစနစ်တွေဟာစွဲအင်နဲ့အရာဝတ္ထုတွေကိုပဝန်းကျင်နဲ့အမြဲတမ်းဖလှယ်ခြင်းအဖြစ်အတွင်းပိုင်းကိုတည်တတ်အောင်ထိမ့်သိမ်းထားပါတယ်။ဒီဖြစ်စဉ်ကိုအတွင်းပိုင်းတုတ်ပြန်မှုတွေနဲ့မညီမျှတဲ့ညီမျှခြင်းတွေနဲ့တတ်မှတ်ပါတယ်။အီလီယာပရီကိုကင်းရဲ့ပြည့်ပြည့်နေသောတိဆောက်ပုံများဆိုတဲ့သီအိုရီကမညီမျှတဲ့စနစ်တွေဟာမတည်ငြိမ်မှုရဲ့အရေးပါတဲ့အချက်တွေကိုရောက်ရှိနိုင်ပြီး အပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေကြောင့်ပုံမရှုပ်ထွေးတဲ့ပုံစံတစ်တွေရုတ်တရက်ပေါ်ပေါက်လာနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။အဲ့ဒီဥပမာတွေကတော့အပူပေးထားတဲ့အရည်တွေကပုံစံဖြစ်တဲ့ business cell တွေဓာတုနာရီတွေပြောင်းလဲနေတဲ့ဓာတုတုံ့ပြန်မှုတွေနဲ့ Manfred Eingen ရဲ့အလိုများပြတဲ့စက်ဝန်းတွေဇီဝဗေဒဆိုင်ရာစင်ကဲဖြစ်စဉ်ကိုဥတီစေတဲ့ debut စက်ဝန်းတွေတို့ပဲဖြစ်ပါတယ်။စနစ်ရဲ့အနာဂတ်လမ်းကြောင်းဟာခံမှန်းလို့မရပါဘူး။ ဂျပန်အတက်ကြရီနဲ့စနစ်ကိုထိန်းချုပ်တဲ့မိယာမော်ရီချာကပြန်လည်ဆက်သွယ်မှုကိုကူစားပြုပါတယ်။ဒီအတက်ကြရီမှာတစ်ဆင့်စနစ်တကျဖြစ်ပေါ်ခြင်းဟာတီထွင်ဖန်တီးမှုနဲ့ထူးခြားဆန်းသစ်မှုတွေဟာမိမိကိုယ်ကိုစူးစီးတဲ့စနစ်တွေရဲ့မူလအင်္ဂါရပ်တွေဖြစ်ကြောင်းနဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့စင်ကဲပြောင်းလဲမှုကိုမောင်းနှင်ပေးကြောင်းဖော်ပြထားပါတယ်။ The Mathematics of Complexity ရှုပ်ထွေးမှုတင်ချာတင်ချာအစ်စ်ဟာဆက်ဆံရင်းနဲ့ပုံစံတွေတဲကတစ်ခုပါ အရေးအတွက်ထက်အရေးသွေးကိုပိုအာယုံစိုက်တဲ့အတွက်စနစ်တကျတွေးခေါ်ခြင်းရဲ့လက္ခဏာဖြစ်တဲ့အရာဝတ္ထုတွေကနေဆက်ဆံရေးတွေစီတို့အရေးအတွက်ကနေအရေးသွေးစီတို့တစ္စည်းကနေပုံစံစီတို့အလေးပေးပြောင်းလဲခြင်းကိုထင်ဟပ်စေပါတယ်ခဏဝင်သိပ္ပံပညာရက်ဟာတဘာဝဖြစ်ရက်တွေကိုရွေးရှင်းအောင်ပြုလုပ်ပေမဲ့ရှုပ်ထွေးမှုကိုအပြည့်အဝဖမ်းယူနိုင်ခြင်းမရှိတဲ့မြင်းဖြောင်းညီညာခြင်းတွေကိုအားကိုးခဲ့ပါတယ်ရှုပ်ထွေးမှုတင်ချာတို့မဟုတ် dynamic စနစ်တီ ori ဟာ အမေရိကန်ကဘာကြီးရဲ့သဘောတဘာဝဝကိုဖော်ပြဖို့ပေါ်ပေါက်လာခဲ့ပါတယ်။ဒီတင်းချအစ်စ်ဟာပုံစံတွေနဲ့ဆက်ဆံရေးတွေကိုအာရုံစိုက်ပါတယ်။ရှုပ်ထွေးတဲ့စနစ်တွေအတွက်လမ်းကြောင်းတွေကိုခြေရခံပါတယ်။ရှုပ်ထွေးတဲ့စနစ်တွေဟာအစာပိုင်းခြေနေတွေပေါ်အလွန်အမင်းအထိခိုက်မခံတဲ့အတွက်အဝေးကြီးကိုခံမှန်းဖို့မဖြစ်နိုင်ပေမဲ့အပြုတ်မှုကိုအရေးသွေးပိုင်းအရခွဲချမ်းစိတ်ဖြာဖို့ကိုခွင့်ပြုပါတယ်။ B night Mandelbrot ရဲ့ Predator Mary ဟာကံယူရက်တွေကနေ မိုးတိမ်တွေအထိတဘာဝမှာတွေ့ရတဲ့ပုံတန်တွေကိုဖော်ပြပေးပါတယ်။ Threat တွေဟာတင်းငယ်တဲ့အတိုင်းအတာတွေမှာပုံစံတူတွေကိုပြသပါတယ်။ရိုးရှင်းတဲ့စီးမင်းတွေကနေအန်အောစရာကောင်းလောက်အောင်ကျွေးဝပြီးထမှန်းရခတ်တဲ့အပြုတ်မှုတွေကိုထုတ်လုပ်နိုင်တဲ့ဆိုတာကိုသက်သေပြပါတယ်။ဂ ਾਇ ယကဘာကြီးဂေယအယူဆကို James Love Law နဲ့လင်းလမကူလစ်တို့ကဖော်ထုတ်ခဲ့ပါတယ်။ကဘာကြီးကိုယ်တိုင်ကတက်ရှိနေ မိမိကိုယ်ကိုစူးစီးတဲ့စနစ်တစ်ခုလို့အဆိုပြုပါတယ်။ James Lovelock ရဲ့ကနဦးမြင်ဟာ Mars Joe နဲ့နှိုင်းရှင်ရင်ကမ္ဘာလေထုရဲ့ဓာတုပိဒမညီမြမှုကိုလေ့လာရကနေရရှိခဲ့တာပါ။ကမ္ဘာပေါ်ကတက်ရှိတွေက Joe ရဲ့အခြေအနေတွေကို တက်ကြွစွာထိန်းကြီးပေးတယ်လို့သူကဆိုပါတယ်။ဒီထိန်းကြီးမှုဟာဘူချိန်လေထုဖွဲ့စည်းမှုနဲ့သမုဒ္ဒရာရဲ့ငံတက်ပါဝင်မှုအထိကျေပြန့်ပါတယ်။ဂေယာသီအိုရီဟာတက်ရှိစနစ်နဲ့ တမဲစနစ်တွေကိုတင်းတင်းကြပ်ကြပ်ချိတ်ဆက်ထားတဲ့တုံ့ပြန်မှုကွန်ရက်ကိုဖော်ပြပေးပါတယ်။ဥပမာကာဗွန်ဒိုင်အောက်ဆိုက်စက်ဝန်းမှာမီးတောင်တွေက CO2 ကိုထုတ်လွှတ်တယ်။မြေစီလွှာတွေကဘက်တီးရီးယားတွေကကြောက်တွေကိုမြင်မြန်ပျက်စီးစေပြီး CO2 ကိုဖယ်ရှားပေးတယ်။သမုတ်တရားတွေကရင်းကြီးတွေက CO2 ကိုစုပ်ယူပြီးထုံကြောက်ခွန်တွေကိုဖြစ်ပေါ်စေတယ်။အနေတွေနစ်မြုပ်သွားပြီးအရေးပြောကမီးတောင်တွေကနေ CO2 ကိုထုတ်လွှတ်ပါတယ်။ဒီအရာ မတုံ့ပြန်မှုစက်ဝန်းဟာကမ္ဘာအပူချိန်ကိုထိန်းချုပ်ပေးပါတယ်။ ီသီအိုရီကတက်ရှိတွေဟာပဝင်းကျင်နဲ့လိုက်ရောညီထွေနေထိုင်နေဆိုတဲ့ခံယူချက်ကိုစိန်ခေါ်ပါတယ်။ဂေယာကတက်ရှိတွေဟာပဝင်းကျင်ကိုတက်ကြွစွာဖန်တီးတယ်လို့ဆိုပါတယ်။ဒီအမြင်ကိုတက်ရှိငယ်တွေက ထောက်ခံပေးပါတယ်။ဘက်တီးရီးယားတွေဟာကပ္ပလီထုနဲ့မျက်နှာပြင်ကိုဘီလီယံနဲ့ချီပြီးထိမ့်ညိပေးခဲ့ပြီးဂျိုရဲ့မိမိကိုယ်ကိုထုတ်လုပ်နိုင်တဲ့သဘောတဘာဝပေါက်ကိုတည်ယူပြခဲ့ပါတယ်။ကိုကနေရှင်းသိမှုတက်ရှိစနစ်တွေဟာတိမှုစနစ်တွေဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုအနေနဲ့နေထိုင်ခြင်းဟာတိမှုဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဆန်တီယာဂိုရဲ့တိမှုတီအိုရီကတည်ခြင်းဖြစ်စဉ်ကိုတက်ရှိတွေရဲ့လုပ်ငန်းစဉ်နဲ့တူတူပဲလို့သတ်မှတ်ခြင်းအဖြစ်စိတ်ရဲ့အယူဆကိုတိုးချစ်ပါတယ်။ဘက်တီးရီးယားကနေလူသားတွေထိတက်ရှိစနစ်အလုံးရဲ့စူးစီးလှုပ်ရှားမှုဟာစိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။စိတ်ဟာအရာတစ်ခုမဟုတ်ပဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးဘဝရဲ့အစဉ်တိုင်းမှာရှိနေပါတယ်။တိမှုရဲ့အဓိကယန္တရားကတော့တက်ရှိစနစ်တစ်ခုနဲ့ ပဝန်းကျင်အကြားမှာပြန်ဖြစ်နေတဲ့အပြန်အလှန်ဆက်သွယ်မှုတွေပဲဖြစ်ပါတယ်။ပဝန်းကျင်ဟာပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေပါတယ်။စနစ်ကိုယ်တိုင်ကသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရပြောင်းလဲမှုတွေကိုတတ်မှတ်ပေးပါတယ်။ဆိုလိုတာကတက်ရှိစနစ်တစ်ခုဟာတခြားရည်တည်နေတဲ့ကဘာတစ်ခုကိုကိုစားပြုမဲ့စာကဘာတစ်ခုကိုဖန်တီးပေးခြင်းဖြစ်ပါတယ်။တိမှုဆိုတာစိတ်ကူးတက်တက်မဟုတ်ပဲအာယုံခံစားမှုစိတ်ခံစားမှုနဲ့အပြုမူတွေပါဝင်တဲ့ embody action တစ်ခုဖြစ်ပါတယ်။ bacteria တွေဟာဓာတုပိဒဆိုင်ရာအပြောင်းအလဲတွေကိုခံစားပြီး တုတ်ပြန်ခြင်းအဖြစ်တည်မြင်မှုကိုပြသပါတယ်။တက်ရှိတွေပုံမို့ရှုပ်ထွေးလာတာနဲ့အမျှအုံနောက်နဲ့အာယုံကျော်စနစ်ကဖွဲ့စည်းတိစောက်ပုံတွေရဲ့အကွာအဝေးကိုတိုးမြင့်ပေးပါတယ်။ဒီပေါင်းစည်းထားတဲ့အမြင်ဟာစိတ်နဲ့ခန္ဓာကိုယ်ဘဝဖြစ်စဉ်တစ်ခုရဲ့မတူညီတဲ့ရှုထောင့်တွေအဖြစ်မြင်နိုင်ပါတယ်။ Evolution စင်ကဖြစ်စဉ်တရှိစနစ်တွေရဲ့ theory အစ်စ်ကစင် गे ဖြစ်စဉ်ကိုနားလည်မှုအစ်စ်တစ်ခုကိုပေးပါတယ် ဂျပန်ပြောင်းလဲမှုနဲ့တဘာဝရွေးချယ်မှုအပေါ်အလေးထားမှုကိုကြော်လွန်ပြီးတီထွင်ဖန်တီးဖို့ရှုပ်ထွေးမှုနဲ့စနစ်တကျဖြစ်ပေါ်မှုကိုအာရုံစိုက်ပါတယ်။စင်ကဲဖြစ်စဉ်ကိုအခွင့်အရေးတွေစတိုက်ဖြစ်ပေါ်နေတာတစ်ခုအနေနဲ့မဟုတ်ဘဲတီထွင်ဖန်တီးမှုတစ်ခုအနေနဲ့မြင်နိုင်ပါတယ်။တက်ရှိငယ်တွေကစင်ကဲဖြစ်စဉ်ရဲ့အဓိကနီးလမ်းသုံးခုကိုဖော်ပြပါတယ်။ဂျပန်ပြောင်းလဲခြင်းကမျိုးပွားနှုန်းနှေးကွေးတဲ့အတွက်ကြီးမားတဲ့တက်ရှိတွေအတွက်အရေးပါမှုနဲ့ပါတယ်။ ဒီအန်အပြန်လဲပေါင်းစည်းခြင်းမှာဘက်တီးရီးယားတွေဟာမျိုးပိစက်ပစ္စည်းတွေကိုလွတ်လွတ်လပ်လပ်ဖလှယ်ကြပါတယ်။ဇီဝဖြစ်စဉ်ဆိုတာတက်ရှိပုံစံအစ်တွေဟာမတူညီတဲ့တက်ရှိတွေပေါင်းစည်းရာကနေပေါပေါက်လာတာဖြစ်ပါတယ်။ဒီအမြင်ကပူပေါင်းဆောင်ရွက်မှုရဲ့အရေးပါမှုကိုဖော်ပြပါတယ်။တက်ရှိတွေဟာပူပေါင်းခြင်းနဲ့အပြန်လန်မီခိုခြင်းအဖြစ်တိုးချက်လာပါတယ်။တက်ရှိတွေနဲ့ပတ်ဝန်းကျင်တွေဟာအတူတကွဆင်ကယ်ပြောင်းလဲပြီးတစ်ခုနဲ့တစ်ခုပုံဖော်ပေးရာကနေမတူကွဲပြားမှုနဲ့ရှုပ်ထွေးမှုတွေကိုဖြစ်ပေါ်စေပါတယ်။ human consciousness လူသားတို့၏အတိလူသားတို့ရဲ့အတိစိတ်ဟာမိမိကိုယ်ကို သိရှိခြင်းနဲ့စိတ်တစတွေးတွေနဲ့ထူးခြားပါတယ်။ဘာသာစကားနဲ့ဆက်သွယ်မှုနဲ့ယဉ်နီစွာဆက်ဆက်နေပါတယ်။ဆက်သွယ်ခြင်းဆိုတာသတင်းချက်လက်တွေကိုလွှဲပြောင်းပေးတာမဟုတ်ဘဲအပြန်အလှန်တိဆောက်ပုံကိုညှိနှိုင်းခြင်းလို့မာတူယာနာကသတ်မှတ်ပါတယ်။ဘာသာစကားကိုအသုံးပြုခြင်းအဖြစ်လူသားတွေဟာယုံကြည်ချက်တွေ ရှင်းလင်းချက်တွေနဲ့တံမိုးတွေရဲ့ဘုံယူဆတစ်ခုကိုပေါင်းဆက်ဖန်တီးကြပါတယ်။ကိုကိုကိုဘလို့တိလဲဆိုတော့ကိုတိတဲ့အခါကိုကိုကိုဖန်တီးကြပါတယ်။အုံနောက်ဖြစ်စဉ်တစ်ခုလည်းမဟုတ်ဘဲတက်ရှိတစ်ခုလုံးမှဖြန့်ကျက်ထားပါတယ်။အာယုံကျော်စနစ်ကိုခန်းအားစနစ်နဲ့အင်ဒိုခရိုင်စနစ်တွေဟာစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာနဲ့ဇီဝကမဆိုင်ရာလှုပ်ရှားမှုတွေကိုပေါင်းဆက်ထားတဲ့စိတ်ခံစားမှုဆိုင်ရာမော်လီကျူးတွေနဲ့ချိတ်ဆက်ထားပါတယ်။ကျွန်တော်တို့ရဲ့အာယုံခံစားမှုနဲ့အတွေးအမြင်တွေအားလုံးဟာစိတ်ခံစားမှုအယောင်အတွေးဆုံးလင်းပြီး တိမှုဟာတက်ရှိတစ်ခုလုံးမှာကျေပြတ်နေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ Ecological Literacy ကဟပေဒဆိုင်ရာရေရှည်တည်တတ်နိုင်တဲ့လူမှုအတိုင်းဝိုင်းတွေကိုတိစောက်ဖို့ဆိုရင်ဂေဟပေဒဆိုင်ရာစာတက်မြောက်မှုရှိရပါမယ်။တဘာဝဂေဟစနစ်တွေမှာတွေ့ရတဲ့စူးစိမှုနိယာမောက်တွေကိုနားလည်ပြီးအသုံးချရပါမယ်။ဒီနိယာမောက်တွေဟာတန်းနဲ့ချီတဲ့နှစ်တွေအတွင်းမှာဂေဟစနစ်နဲ့လူမှုအတိုင်းဝိုင်းတွေဟာတက်ရှိစနစ်တွေဖြစ်ပြီး တူညီတဲ့အခြေခံအကျဆုံးစူးစိမှုနိယာမောက်တွေကိုပြသပါတယ်။ဂေဟဗေဒဆိုင်ရာအဓိကနိယာမောက်တွေမှာအပြန်လည်မိခုမှုဖြစ်တဲ့အဖွဲ့ဝင်အားလုံးချိတ်ဆက်နေခြင်း၊ပြန်လည်အသုံးပြုခြင်းဖြင့်ဂေဟစနစ်တွေဟာအမိုက်ကင်းစင်ခြင်း၊ဂေဟစနစ်တွေအတွက်အဓိကစွမ်းအင်ဖြစ်တဲ့နေအောင်ကြီးစွမ်းအင်ဥပပေါင်းဆောင်ရွက်မှုနဲ့အပြန်လည်မိခုခြင်းတုံ့ပြန်မှုစုံအများပြားကဂေဟစနစ်တွေကိုအနှောက်အယှက်တွေနဲ့လိုက်ရောညီထွေဖြစ်အောင်ခွင့်ပြုခြင်းနဲ့ကွဲပြားတဲ့ဂေဟစနစ်တစ်ခုဟာခန္ဓာရင်းရှိခြင်းလို့ပါဝင်ပါတယ်။ ဒီနေရာမော်ရီကိုအသုံးချခြင်းဆိုတာစက်မှုလုပ်ငန်းစနစ်တွေကိုပြန်လည်ပုံဖော်ခြင်းစစ်မှန်တဲ့ကုန်ကျစရိတ်တွေကိုထင်ဟပ်စေတဲ့ဂေဟဗေဒဆိုင်ရာအခွန်ပြုပြင်ပြောင်းလဲမှုတွေကိုလှုပ်ဆောင်ခြင်းနဲ့ပူပေါင်းဆောင်ရွက်မှုလိုက်ရောညီထွေရှိမှုနဲ့ကွဲပြားခြားနားမှုကိုတံမိုးထားတဲ့လူမှုအတိုင်းဝိုင်းတွေကိုပြုစုပြူထောင်ခြင်းကိုဆိုလိုပါတယ်ဂေဟဗေဒဆိုင်ရာစာတက်မြောက်မှုဟာလူသားရေရှင်တံမိုးအတွက်မရှိမဖြစ်လိုအပ်ပါတယ် ဒီသင်ခန်းစာတွေကနေကျွန်တော်တို့သင်ယူနိုင်တာကကဘာကြီးဟာရှုပ်ထွေးခွေလီတဲ့ပင့်ကူအိမ်ကြီးတစ်ခုလိုဆက်ဆက်နေတယ်ဆိုတာပါပဲ။ဂေဟပေဒါဆိုင်ရာစာတက်မြောက်မှုရှိခြင်းအပြင်ယေရှုတည်တဲ့နဲ့လူမှုအတိုင်းဝိုင်းတွေကိုတည်ဆောက်နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီအသိပညာကိုလက်တွေ့ဘဝမှာအသုံးချပြီးကဘာကြီးကိုကောက်ွယ်ဖို့တိုက်တွန်းခြင်းပါတယ်။